မင်္ဂလာပါရှင်မေလာ၁၄ရက်ဗုဒ္ဓဦးနေ့ရွှေရံကုန်ရဲ့ထူးထူးခြားခြားပြည်ရင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့နေပြည်တော်ကောင်စီနယ်မြေအတွင်းငလျင်ဘေးကျောင်းထိခိုက်ပျက်စီးခဲ့သောလမ်းများပြန်လည်ပြုပြင်နေတဲ့တွင်မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကျောင်းနေပြည်တော်ကောင်စီနယ်မြေအတွင်းထိခိုက်ပျက်စီးခဲ့သောလမ်းများအားပြန်လည်ပြုပြင်လျက်ရှိရာရာဇဌာနီလမ်းမကြီး ရာဇသင်္ဃာလမ်းမကြီးနဲ့တဝင်းယတနာလမ်းမကြီးများပြန်လည်ပြုပြင်ဆောင်ရွက်နေကြောင်းသိရပါဗျ။လမ်းများပြုပြင်ရာတွင်တမတ်ဆန်ညွန့်နှင့်အညီဖြစ်စေရေးအတွက်တာဝန်ရှိသူများကအနီးကပ်ကြီးကျက်ဆောင်ရွက်ရင်းလမ်းခင်းကြောင်များအသုံးပြုရာတွင်တမတ်ဒီပညာနှင့်အညီစနစ်ကျဆောင်ရွက်ရင်းလုပ်ငန်းခွင်အတွင်းတာဝန်ရှိသူများကအင်ပြည့်ကျက်မှတ်ဆောင်ရွက်ရေးနဲ့အပိုင်းလိုက်အမြန်ဆုံးပြည်စည်းအောင်ဆောင်ရွက်ရေးတို့ကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌကမှာကြားကြောင်းသိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ငါတော့ချောင်းစုံမျိုးနဲ့ဘလူးကျွန်းရွာလွတ်ကျေးရွာတွင်82ကျင်းများကဆုံညောင်ရီသုံးပွဲတော့ကျင်းပတဲ့တဲ့မွန်ပြည်နယ်ချောင်းစုံမျိုးနဲ့ဘလူးကျွန်းရွာလွတ်ကျေးရွာတွင်မေလာ17ရက်ကဆုံလာပြည်နယ်ညနေပိုင်းအချိန်က82ကျင်းများကဆုံညောင်ရီသုံးပွဲတော့ကျင်းပပြုလို့ကြောင်းသိရပါဗျာ ကစုံလာပြေဗုဒ္ဓနေရင်ရွာလွတ်ကြီးရွာနေဒေသခံတိုင်းရင်းသားပြည်သူများအနေနဲ့ရိုးရဒလေးရင်ကျေးမှုအားထိမ့်သိမ့်တဲ့အနေနဲ့ရိုးရတူညီဝေဆုံများဝေဆင်ကကျေးရွာအတွင်အဖွဲလိုက်လှည့်လေကညောင်ရီသွန်လောက်ပွဲတော်အားကျင်းပကြောင်းသိရပါရရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မစိုးရင်တိုက်သိကြီးရဲ့စာသင်တန်ခါတော်များအတွက်ယာယီစာသင်ကျောင်းဆောင်ကြီးကိုစောက်လုံနေတဲ့သတင်း။ ငလင်တန်းတင်ငယ်လူပြူကြပျက်စီးခဲ့ရတဲ့မစိုးရင်တိုက်တဲ့ကြီးရဲ့စတင်တန်းကားတို့များအတွက်မစိုးရင်တိုက်တဲ့ရင်မြောက်ဖက်တင်ကစားချောင်းပေးရှိမြေကွက်လက်များတွင်ရှာရီစတင်ကျောင်းဆောင်ကြီးကိုစလုပ်နေကြောင်းသိရပါဗျ။အခုလိုစလုပ်ခြင်းကို We Living Ready Made Home မှာတာဝန်ယူစလုပ်ပေးခြင်းလေးဖြစ်ကာရှာရီစတင်ကျောင်းဆောင်ကြီးမှာအကျေဝန်းအဖြစ်အလျားပေ180အနံပေ90အမြင့်28ပေရှိမှာဖြစ်ပါတယ်။ ဒါပြင်တန်ဃာတော်များတရင်တုံရင်ယာယီတဲเจ้าများကိုလည်းစတင်ဆောက်လုပ်ရန်ပြင်ဆင်နေကြောင်းသိရှိရပါတယ်ရှင်။ထမန်တင်ဆက်မဲ့တရင်ကတော့လွိုင်ကော်သူမြို့ကန်80ရာခိုင်နှုန်းအထိပြန်လည်ဝင်ရောက်တဲ့တရင်။ KNDF နဲ့ PDF လက်နက်ကိုင်ပူးပေါင်းဖွဲ့များကမြို့ရင်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့လွိုင်ကော်မြို့ကိုတပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးနောက်ဆယ်လာတာကာလအတွင်းမြို့ကန်80ရာခိုင်နှုန်းအထိပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။အခုကဲ့သို့တိုက်ပွဲများဖော်ဆောင်ခဲ့မှုကြောင့်ငင်းချစွာနေထိုင်လာခဲ့တဲ့မြို့ကန်များသာမကဌာနဆိုင်ရာဝန်ထမ်းများဟာလည်းတင်ဆောင်ခဲ့ကြရကမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်မိုင်းရှင်လင်းရှင်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နေကြောင်းသိရပါတယ်။ လက်ရှိတွင်လိုင်ကော်မျိုးရဲ့ပြည်လဲထူထောင်ရေးကာလဆယ်လာတာအတွင်းတရားပြည်နယ်အဆက်တွင် KNDF နဲ့ PDF နဲ့နှက်ကိုင်းပူးပေါင်းအဖွဲ့များနဲ့တပ်မတော်တို့တိုက်ပွဲများဖြစ်ပွားနေတော်လဲ KNDF နဲ့ PDF တို့အနေနဲ့လိုင်ကော်မျိုးအတွင်းသို့ဝင်ရောက်တိုက်ပွဲဖော်ဆောင်နိုင်တဲ့အလားအလာမရှိဆုံးလဲသိရပါရဲ့ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့ဆွလွန်နှလုံးသားဖောင်ဒေးရှင်းကနေပြည်တော်ရှိမြို့နယ်၃ခုမှငလျင်ထန်သိအိမ်တော်စု950အထက်ထောက်ပံ့ငွေချက်3420သိန်းလှူဒါန်းနေတဲ့နေပြည်တော်ရှိပြည်မနာလေဝေးနှင့်တက္ကုံမြို့နယ်တို့မှမန္တလေးငလျင်ကြီးတန်သိအိမ်တော်စု950အထက်ထောက်ပံ့ငွေချက်သိန်းပေါင်း3420ခုဆွလွန်နှလုံးသားဖောင်ဒေးရှင်းကမေလ၁၂ရက်မွန်လွယ်ပိုင်းမှာနေပြည်တော်ကောင်စီရုံးတွင်ထောက်ပံ့လှူဒါန်းကြောင်းသိရပါသည် ထောက်ပံ့လူဒန်းခဲ့တဲ့ထောက်ပံ့ငွေချက်3420သိန်းကို နေပြည်တော်ကောင်စီဝင်ပုံမှုကြီးရဲမှုကလက်ခံပြီးနေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးကနေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနနဲ့နေပြည်တော်လမ်းကြီးချက်ရေးအဖွဲ့သို့ထောက်ပံ့ငွေများနဲ့နေပြည်တော်ကောင်စီမှလူဒန်းနဲ့ပန်းပေါင်းဆောင်ဗုဒ္ဓရုပ်ပွားတော်များအားပြည့်ရချောင်းသိရှိရပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဝင်ပုံမှုကြီးရဲမှုနဲ့ဦးမြင့်စိုးတို့ကငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ပြမနာမြို့ရွာကောက်ရက်ွက်ဈေးကုန်းကြောင်တိုင်း လေဝေးမြို့တစ်ဆိတ်ပင်ကျေးရွာအုပ်စုဘောရီကုံကျေးရွာဘောရီကုံကျောင်းတိုင်းနဲ့လေဝေးမြို့အမှတ်၁ရပ်ကွက်စပူအေးကျောင်းများသို့တွားရောက်ခါသူ့မိုးကနဲ့ဖျားများကိုလှူဒန်းကြောင်းသိရပါတယ်ရှင်ကျမရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအစင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။